ားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူမင်းမြတ်သူရရေးသားတဲ့မွေဖြူချင်မားလို့အမည်ရတဲ့လုံချင်းဝိထုရှိကိုအပိုင်းခုနှစ်အနေနဲ့ကျွန်တော်ကိုရှိတာမှဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာထွက်ခါမောင်ရှိမြကကျိုးဝမ်းမနေပါဘူးဗျာဒါပေမဲ့ကျိုးရဲ့အစွမ်းအစတွေကိုချော့တက်တဲ့အတွက်တနေ့မှအမေကောင်းကောင်းနောင်တရလိုက်မယ်ဟိုမခံချင်တော့မူရာဖြင့်ပြောလေဤ ဒေါ်ပန်းယုံကခေါင်းခါရမ်းလိုက်ပြီအမေဘယ်တော့မှနောက်ထားမရဘူးသားဘာကြောင့်လဲဆိုတော့ငါသားနဲ့ပတ်သက်ပြီးအမေဘာမှမျှော်လင့်ချက်မထားလို့ပဲဟုတ်ပြောလေယာတီဟာတို့ဒီမောင်ချွေများနဲ့ဒေါ်ပန်းယုံတို့ဤပရိပခဝကိုကြည့်ရင်မောင်ချွေများဤရိုင်းဆိုင်မှုများကိုမြင်တွေ့ရ၏မောင်ချွေများကဒေါ်ပန်းယုံကိုဒေါသတကြီးကြည့်၍အမေကျုပ်ရဲ့အစွမ်းတွေကိုတနေ့မြင်ရလိမ့်မယ်အဲ့ဒီတော့မှ မောင်ချွေများ မင်းဒီလောက်မရမ်းရသလားလို့ကြုတ်ကိုလာမပြောနဲ့နော်ဟိုအော်ဟစ်ပြောဆိုလေရဲ့ထိုနေရာမှထွက်သွားလေဒေါ်ပန်းရောင်ကမောင်ရှင်များရဲ့နောက်ကျောကိုကြည့်၍တက်ပြင်းရှားလိုက်ပြီဘာပဲဖြစ်ဖြစ်လေသူ့ဟာငါရဲ့မွေးစားသားပါပဲငယ်စဉ်ကတည်းကသူ့ကိုငါကြွေးမွေးပြုစုခဲ့တယ်ငါရဲ့လေ့ကျင့်သင်ကြားမှုတွေညံဖြူလို့မရမ်းဆိုးသွမ်းနေတယ်လို့ပဲမှတ်ပါတယ်တကယ်တော့လူတစ်ယောက်ရဲ့ဘဝမှာ မျိုးရိုးဗီဇာကအလွန်ပဲအရေးကြီးတယ်ဆိုတာငါလက်ခံသွားပြီဘလောက်ပဲကောင်းမွန်တဲ့လေ့ကျင့်သင်ယူမှုတွေလုပ်ပေးပါစေသူ့ရဲ့မျိုးရိုးဗီဇာမကောင်းမွန်တဲ့အတွက်ပြုပြင်ယူလို့မရနိုင်အောင်မိုက်မဲနေတယ်ဘာပဲဖြစ်ဖြစ်တက်ပေတက်တာကံမတကားပါပဲဟုတ်ပြောဆို၏ထိုအခါမောင်တီဟာကဝင်ရောက်၍အတော်ရဲ့နောက်ကျောင်းရာသမွေတွေကိုကြားရတာအလွန်ပဲစိတ်ဝင်စားဖို့ကောင်းပါတယ် မွေပြင်းမနဲ့ပတ်သက်တဲ့အိမ်မက်တွေကိုမကြာခဏမက်ခဲ့တယ်လို့သိရတယ်။ဒီအိမ်မက်တွေကအတော်အခုမက်သေးသလား။အိမ်မက်ထဲမှာရောမွေပြင်းမနဲ့တွေ့သေးသလား။မွေပြင်းမနဲ့အတော်နဲ့ကမတွေ့တာကြာသွားပြီ။သူ့ဘဲကိုရောက်နေတယ်လည်းမသိဘူး။ငါးယောက်ကြာတက်လိုက်တော့အသက်သေးဆုံးသွားကြတဲ့ကသူနဲ့ငါမတွေ့တော့ဘူး။ဒါပေမဲ့အဲ့ဒီတော့ကမွေပြင်းမပြောခဲ့တဲ့စကားတစ်ခုတော့ရှိတယ်။တန်တရားဆိုတာအရှိကြီးပဲတဲ့။ ။သူနဲ့ငါတနေ့နေ့တစ်ချိန်ချိန်မှာပြန်လဲတွေ့ဆုံရမှာပါတဲ့။သူနဲ့ပတ်သက်တဲ့အိမ်မက်တွေဟာထူးခြားတဲ့တိုက်ဆိုင်မှုတွေလား။စိတ်ဆွဲလန်းကြောက်မှုတွေလားတော့ငါမပြောတတ်ဘူး။ဒါပေမဲ့အိမ်မက်ထဲမှာ မွေးပြူမဟာငါ့အပေါ်တစ္ဆာရှိပါတယ်။တနေ့နေ့တစ်ချိန်ချိန်မှာသူနဲ့ငါပြန်တွေ့မယ်လို့ယုံကြည်ပါတယ်။အမေရဲ့ရန်သူတော်ကြီးတွေဟာနောက်ဆယ်နှစ်ကြာရင်အမေစီလာပြီးတော့ရှင်းအောင်မှန်ကိုယူမယ်ဆိုတာဟာ အခုသူတို့လာဖို့အချိန်နီးကပ်နေပြီလားဟုတ်မင်းများကြီးထိုအခါဒေါ်ပန်းယုံကခေါင်းငြိမ်၍အမေစီကိုသူတို့ရောက်လာတော့မယ်နောက်လာမယ့်လာွယ်နေကြရင် သူတို့ပြောက်ွယ်သွားတာ၁၀နှစ်ပြည့်ပြီဟုတ်ပြောလေရာ ဥပလာကဝင်ရောက်၍ဒီလိုလူတွေဟာနေရာအနှံ့ကိုလိုက်ပြီးတော့ရှေးဟောင်းပစ္စည်းတွေရှာဖွေနေခဲ့တယ်။သူတို့ဟာကဘာအရရက်ကထူးဆန်းအန်အောဖွေရာတွေနဲ့တွေ့ကြုံရအောင်ပါ။ဒါကြောင့်ရှေးဟောင်းမန်လေးနဲ့ပတ်သက်ပြီးတော့မေးလျော့သွားပါပါ။ ဒါမှမဟုတ်သူအေးကောင်သူအေးသွားမှာပါ ဟုတ်ပြောလေရာဒေါ်ပန်းယုံကခေါင်းခါရမ်း၍သူတို့အကြောင်းကို ကျမသိရယ်သူတို့ဟာအလွယ်တကူလက်လျှော့သွားတတ်တဲ့သူတွေမဟုတ်ဘူးသူတို့လိုချင်တာရှိရင်မရရအောင်ယူတတ်တယ်သူတို့ရဲ့ဇွဲလုံးလဝရိယကို ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီပါဘီသူတို့ဟာလောဘရမက်ကြီးတယ်လက်နက်လူသူအင်အားတောင်းတင်းတယ်ရှင်းအောင်မန်ကလေးရဲ့အဖိုးထိုက်တံပုံကိုသူတို့ရိတ်စားမိကြတယ် ။ဒါကြောင့်သူတို့ဟာကျမစီကို ရောက်လာမှာတေချာပါတယ်။သူတို့နဲ့တိုက်ပွဲဝင်ဖို့ကျမဘက်ကအစင်းနဲ့ဖြစ်နေရမယ်။ကျမမိခင်လက်ထက်ကထိမ့်သိမ့်ခဲ့တဲ့ရှေးရောင်မှန်ကလေးကိုသူတို့လက်ထဲတော့အရောက်မခံနိုင်ဘူး။ဟုတ်ပြောလေရာချမ်းဆောင်ကြီးဥပလာကဒေါ်ပန်းယုံရဲ့ရန်သူတွေကိုအစွမ်းကုန်ကြိုးစားပြီးတော့ကာကွယ်ပါမယ်။ကျုပ်အသက်မသေးသေး၍ဒေါ်ပန်းယုံမထိပါစေရပါဘူး။ဟုတ်ပြောလေထွာကတရားကလည်းဆက်ရတက်ကြွစွာဖြင့် အတော်အတွက်ကြုံလေအစွမ်းကုန်ကာကွယ်ပေးမှာပါရန်သူတွေဘလောက်ဝဲများများအတော်စိတ်တတ်မကြပါနဲ့ဟုတ်ပြောလေထွာကအိမ်ဖော်မိမမိမပြူ၃ယောက်တည်းလဲဝင်ရောက်၍အမေဟာကျမတို့ကိုလူပြက်အောင်ကျိုးမွေးခဲ့တာပါအမေရဲ့ကျေးဇူးတွေက ကျမတို့ရဲ့အပေါ်မှာအများကြီးရှိပါတယ်ဒါကြောင့်အမေရန်သူတွေကိုကျမတို့ရဲ့အတတ်နဲ့လဲပြီးကာကွယ်ပါမယ်အမေစိတ်အေးအေးသာနေပါ ဟုတ်ဝင်ရောက်ပြောဆိုပြန်၏ထွာကဒေါ်ပန်းယုံကသူတို့ အားလုံး၏မျက်နာကိုကြည့်၍ မင်းတို့အားလုံးငါအတွက်အားကိုးရတဲ့သူတွေကြီးပါပဲမင်းတို့ကိုကြည့်ပြီးငါရဲ့စိတ်ဓာတ်တွေတက်ကြွနေမိတယ်အတော်တို့အားလုံးညီညွတ်ရင်ရန်သူတွေကိုကာကွယ်နိုင်ပါပါသူတို့ဟာငါတို့တွေကတရားတဲ့ဘက်မှာရှိပြီးတော့ရန်သူတွေဟာမတရားတဲ့ဘက်မှာရှိနေတယ်ဒါကြောင့်လောကရဲ့ဓမ္မတရားတရားတဲ့ဘက်ကအမြဲနိုင်ရစမြဲပဲငါတို့အားလုံးအောင်မြင်မှုရရမယ်လို့ငါယုံကြည်တယ်ဟုတ်ပြောလေ ထိုအခါချမ်းတောင်ကြီးဥပလကဝင်ရောက်၍ရှင်ရောင်းမကလေးနဲ့ပတ်သက်တော့ကျုပ်တခုမေးခြင်းနဲ့ဒီမန်ကလေးဟာဒေါ်ပန်းယုံတို့မျိုးရိုးစင်စဲထိမ့်သိမ့်လာခဲ့တဲ့မှန်မှန်ဖြစ်တယ်ဒါပေမဲ့မှန်ကလေးဟာယတနာတိုက်တစ်ခုရဲ့မြေပုံဖြစ်နေတယ်ဒီယတနာတိုက်ကိုမတူးဖို့ပဲမြေကြီးအောက်မှာပဲထားတော့မှာလားတကယ်တော့ပစ္စည်းဥစ္စာဆိုတာတုံးတက်ရင်အကျိုးရှိတဲ့နေရာတွေမှာအသုံးပြုလို့ရပါတယ်။ကျုပ်တို့ခုအကြံပေးချင်တာကတော့ ယရနာတိုင်းကိုရှားဝေတိုးဖို့ပြီးတော့အကျိုးရှိတဲ့နေရာမှာအသုံးပြုပါကျုပ်တို့တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်ဥစ္စာဒဏ်တွေအများကြီးလိုအပ်နေတယ်ယရနာတိုင်းကိုမြေကြီးထဲမှာပဲထားပြီးတော့အကျိုးမဲ့ဆုံးရှုံးကုန်ပါဗောဟုတ်ပြောလေရာတရားကဝင်ရောက်ပြီးဟုတ်တယ်တော့ဦးလေးပြောတာကျွန်တော်ထောက်ခံတယ်ယရနာတိုင်းကိုတိုးဖို့ပြီးအများအကျိုးရှိမဲ့နေရာတွေမှာအသုံးချရအောင်ဗျာဟုတ်တိုက်တွန်းဤထူအားကားဒေါ်ပန်းယုံဤအိမ်ပေါ် မိမပြို၃ယောက်ကလည်းဝင်ရောက်၍ယရနာတိုက်ကိုတိုးပေါ်တင်ကြောင်းအကြံဉာဏ်ပေးကြရာဒေါ်ပန်းယုံသည်၎င်းတို့၏စကားကိုလေးနက်စွာနားထောင်၍မင်းတို့ပြောတဲ့စိတ်ကူးမျိုးအတော်ရဲ့ရင်ထဲမှာဒီချိန်တခါမှမဖြစ်ပေါ်ဘူးချီအောင်မန်ကလေးကမျိုးရိုးစင်သက်ပစ္စည်းဖြစ်တဲ့အတွက်ထိမ့်သိမ့်ဖို့ပဲအာယုန်ထဲမှာရှိနေတယ်ယရနာတိုက်တဲ့ပတ်သက်တဲ့လိုချင်တတ်မှတ်စိတ်လည်းမဖြစ်ပေါ်ခဲ့ဘူးဟုတ်တယ်မင်းတို့ပြောတာမှန်တယ် ရတနာတွေကိုတူးဖော်ပြီးတော့အကျိုးရှိတဲ့နေရာတွေမှာအသုံးပြုရမယ်။လောလောဆယ်တော့ဒီရတနာကိုလိုချင်နေတဲ့ငါရဲ့ရန်သူတွေလက်ထဲကိုတော့ရှေးအောင်မှန်ကလေးပါမသွားအောင်တော့ဂယုဆရမယ်။ဟုတ်ပြောလေသူကချာဆောင်ကြီးဥပလကမျက်မှောင်ကျုံ၏။ရှေးအောင်မှန်ကလေးဘာမှရှိတယ်လဲဆိုတာကတော့ကျုပ်မမေးမြန်းတော့ပါဘူး။ဒါပေမဲ့ရှေးအောင်မှန်ကလေးကိုဒေါ်ပန်းယုံတည်တည်ချာချာထိမ့်သိမ့်ထားရလား။ဟုတ်မေးသူကဒေါ်ပန်းယုံကခေါင်းချင်း၍ ရှေးအောင်မန်ကလေးကိုလုံခြုံတဲ့နေရာမှာကျမတည်တည်ချာချာတင်ထားပါဗျ။ကျမတို့ရန်သူတွေနဲ့ရင်ဆိုင်ပြီးရင်ယန္တနာတိုက်ကိုကျမတို့သွားပြီးတူးဖော်ကြရအောင်။ဟုတ်ပြောရင်ထိုးနေညာကအစည်းဝေးပွဲကိုအဆုံးသတ်လိုက်။မိတို့များကိုလည်းနှိမ့်သက်လိုက်လေ။သူတို့အားလုံးထိုးနေညာကအိပ်ပျော်မီမထင်ချေ။ဒေါ်ပန်းယုံဤအတိတ်ဘဝနောက်ကြောင်းများကသူတို့အားလုံး၏ရင်ထဲတွင်ဆွဲထင်သွားလေ။နောက်တနေ့မှစ၍သူတို့အားလုံးဒေါ်ပန်းယုံဤ ရန်သူတော်ကြီးများကိုရင်ဆိုင်နိုင်ရန်ပြင်ဆင်ကြလေဒေါ်ပန်းယုံသည်သူ၏ဆင်းသွဲရိုးတက်ရှောက်လုံးမျိုးတနတ်သုံးလက်ကို တိုက်ရွတ်စေကြောနေ ထိုတနတ်များကို သူမနှင့်အိမ်ဖော်မင်းကလေး၃ယောက်စလုံးလည်းကြမ်းကျင်စွာ ပြစ်ခတ်တတ်၏ဥပလသည်၎င်းကန်ဆောင်လေးရှိသောလေးနေများကိုအစင်းနှင့်ပြုလုပ်ထား၏အမွာညီကိုနှစ်ဦးကဒူးလေးနှစ်ဖက်ကိုလည်းစနစ်တကျပြင်ဆင်နေ၏တိဟကမူဒုတ်ရှိတလက်နှင့်ရွှေတီတီကြအောင်တိုင်းလေးကျင်နေ၏ ။ဥပလာသည်အိန္ဒီကြီးလုံုံကြီးအတွက်တရှံလုံးကိုလှည့်လေကြည့်ရှု၏။ရှံထဲသို့ရန်သူများအလွယ်တကူဝင်ရောက်နိုင်သောအပေါက်များကိုပိတ်ဆို၏။ဒေါ်ပန်းယုံနှင့်တိုင်ပင်၍ရန်သူများကိုပြစ်ခတ်နိုင်ရန်ပြစ်ကွင်းများကိုလည်းရွေးချယ်၏။အိန္ဒီကြီးတို့ကလုံးမှအလौရှုပ်နေချိန်တွင်ဒေါ်ပန်းယုံ၏မွေးစားသားမောင်ရွှေမြမှာလှုပ်လှုပ်လက်လက်ရှိနေ၏။မောင်ကျွေမြသည်မြို့ပြင်ရှိထန်တော်သို့နေစဉ်သွား၏ထထောနာသူ၏အပေါင်းအသင်းများနှင့်ပျော်ပါမည ျော်ပါမည်စားတောက်မည်စားတောက်၏ဒေါ်ပန်းယုံသည်မောင်ချွေမြောက်ကို မတားစီးတော့ပဲဥပိ္ပခာပြူထားလိုက်လေရှာဆောင်ကြီးဥပလာကမောင်ချွေမြောက်၏အမူအရာကိုကြည့်၏မောင်ချွေမြောက်မောင်ချွေမြောက်ဒီကောင်ဟာတကယ်ခေါင်းမာတဲ့ကောင်ပဲတကယ်လို့များအိမ်ကြီးကြီးကိုရန်သူတွေရောက်လာတဲ့အခါမှာသူဘယ်လိုခုခံကာကွယ်မလဲဒီကောင်ဟာငါတို့အတွက်ဝန်ထုပ်ကိုဖြစ်မှာတေချာတယ်တဏျာမှာအတုံးမကြတဲ့ဆံကုန်မြေလေးကောင်ပဲမိဘရဲ့ကျေးဇူးကိုလည်းမသိ အရက်တော့ဖဲရိုက်ကြက်တိုက်ပြီးစိုးကျင်တယ်လို့စိုးတေးကျင်တယ်လို့တင်းနေတော့တာပဲ။ဘောင်ချွေမြရဲ့မိဘအရင်းတွေဟာလူပြေကစောစောထွက်သွားတာတကယ်တော့ကံကောင်းတယ်။သူ့ရဲ့စိုးမွေတွေကိုမခံစားရတော့ဘူးဟုပြော၏။ဤတို့ဖြင့်ရံများတရပြီးတရကုံလွန်လာပြီးလာခွေညာတို့ရောက်ခဲ့လေ၏။ဤနေ့ဒီဒေါ်ပန်းရောင်၏ရန်သူတော်ကြီးများမြို့မှထွက်ခွာသွားသောဆယ်နှစ်တင်းတင်းပြေသောနေ့ဖြစ်၏။ ော်ပန်းရုံ၏ရန်သူတော်ကြီးများမြို့သို့အသေးသေးပြန်လဲရောက်ရှိလာကြ၏၎င်းတို့သည်မြန်မာပြည်တွင်တာမကအိမ်နီးချင်းနိုင်ငံများသို့လှည့်လည်၍ရှင်းအောင်ပစ္စည်းကိုအလောတကြီးရှာဖွေကြခဲ့ကြရှာဖွေခဲ့ကြ၏၎င်းတို့သည်တပည့်တပန်းများစုံလင်စွာဖြင့်မြို့သို့ပြန်ရောက်လာကြ၏မြို့လူတို့သည်၎င်းတို့ပြန်လဲရောက်ရှိလာခြင်းကို အလွန်အံ့ဩနေကြ၏၎င်းတို့ပြန်ရောက်လာလျင် မြို့ပေါ်တွင်အန်ဒီယေဆိုးများကြုံတွေ့ရတော်မည်ဟုယုံကြည်နေကြသူများလည်းရှိ၏ ၎င်းတို့အနေနဲ့ဦးမောင်ကြီးဆိုသူသည်တပည့်တပန်းများနှင့်မျိုးစုံရှိသူ၏အိမ်ကြီး၌နေထိုင်၏။ဦးရှိသူဆိုသူမှမူမျိုးနှင့်မလားမကွမ်းနှင့်ရှိသော၎င်း၏အိမ်ကြီး၌တပည့်တပန်းများနှင့်နေထိုင်၏။၎င်းတို့ဦးသည်မျိုးပေါ်ရှိအလွန်ထင်ရှားသောဖုန်ကြီးကျောင်း၌ရှိမ့်ဆိုပြီးတွေ့ဆုံကြလျံ၏။ထိုဖုန်ကြီးကျောင်းသည်လွန်စွာကျယ်ဝန်းပြီးဖုန်ကြီးကျောင်း၏အနောက်ဘက်တွင်လွန်စွာကျယ်ဝန်းသောဇယကြီးတစ်ဆောင်ရှိ၏။ ၎င်းတို့နှုတ်အိုစင်းနေလာသောကားကြီးသည် ရှေးဥစွာဖုန်ကြီးကျောင်းရှိတွင်ရပ်တန့်လာ၏ထိုအခါဖုန်ကြီးကျောင်းအတွင်ကြုံတော့ကြုံခဲလာသောကားကြီးနှစင်းကိုဖုန်ကြီးကျောင်းသားများနှင့်ကိုရင်များမှဝိုင်းအောင်ကြည့်ကြ၏အိုးမောင်ကြီးနှင့်ဦးချစ်ထိုးသည်တပည့်တပန်းများခြံရန်၍ဆရာတော်ဤကျောင်းပေါ်သို့တက်ကဆရာတော်ကိုကြော၍လူဝဲပစ္စည်းများကိုဆက်ကဲ့သည်ဆရာတော်ကမြို့ပေါ်မှာနှစ်ပေါင်းများစွာပျောက်ဆုံးသွားသော၎င်းတို့နှုတ်ဦး၏နောက်ကျောင်းရာသပွင့်ကိုမေးမြန်း၏ ူကား၎င်းတို့တို့သည်နောက်ကြောင်းကိုတိတိကျကျမဖြေပဲဟိုဟိုဒီဒီလှက်ပတ်၍ပြောကြကြလေထို့နောက်၎င်းတို့တို့သည်ဖုန်ကြီးကြောင်းမှဆင်း၍အနောက်ဘက်ကြီးဇရက်ကြီးစီသို့ဥတီသွား၏ဇရက်တို့ရောက်လျင်၎င်းတို့၏တပည့်တပန်းများကကော်စောများခင်း၍စားဖွဲ့တောက်ဖွဲ့ရံများကိုပြင်ဆင်လေ၏ထို့နောက်ရန်သူတော်ကြီးနှုတ်ဦးသည်ဒေါ်ပန်းယုံ၏ရှေးအောင်မှန်အကြောင်းကိုဆွေးနွေးလေ၏ထို့နောက်ဦးချစ်စုဆိုသောလူကစတင်၍ တို့နှစ်ယောက်စလုံးမြန်မာပြည်အနှံ့ရှေးဟောင်းပစ္စည်းတွေလှည့်လည်ရှားဖွေခဲ့တယ်။မြန်မာပြည်သားမကအိမ်နေချင်းနိုင်ငံတွေပါရောက်ခဲ့ကြတယ်။ငါတို့နှစ်ဖွဲ့လုံးအကျိုးမြတ်တဲ့တော်တော်ဖြစ်ခဲ့ကြတယ်။ငါတို့နှစ်ယောက်ဟာမပန်းယုံကိုမေးမရနိုင်သေးဘူးဆိုတာထင်ရှားတယ်ဟုပြောလေရာဦးမောင်ကြီးကတက်ပြင်းရှာ၍ဘာပဲဖြစ်ဖြစ်မပန်းယုံကိုငါစိတ်နာတယ်။မပန်းယုံကငါတို့၃ယောက်ကိုမျှော်လင့်ချက်တွေပေးပြီးဘာမဟုတ်တဲ့တန်ခါတဲ့လူရန်ကားတယောက်ကိုလက်ထပ်သွားခဲ့တယ်။ ဒေါ်ပန်းယုံကြောင့်ငါတို့ရဲ့ပြိုင်ဘက်ရန်ကျော်ဟာဘဝပြက်ပြီးအမူးသမားဖြစ်ခဲ့ရတယ်။ဒီကောင်လည်းပျောက်ဆုံးနေတာကြာပြီ။ငါအထင်ပြောရရင်ဒီကောင်လူလောကကြီးထဲမှာတော့ရှိတော့မှမထင်ဘူး။ထွာကဥရှိတို့ကမျက်မှောင်ကြုံ၍ဘာပဲဖြစ်ဖြစ်ငါတို့နှစ်ယောက်အာဃာတတွေကိုမေးထားကြရအောင်။မပန်းယုံယောက်ျားတန်ခါတဲ့လူရန်ကလည်းတေခဲ့ပြီပဲ။ထွာကဥမောင်ကြီးကတက်ပြင်းချ၍ မင်းကမေးဖို့ဆိုပေမဲ့ငါမေးလို့မရဘူးဒေါ်ပန်းယုံနဲ့ပတ်သက်ပြီးငါရဲ့နှလုံးသားမှာလေဒဏ်ရာအနာတရရှိနေသေးပဲတကယ်တော့ငါတို့တထေးသား၃ယောက်ထဲမှာငါဟာမပန်းယုံကိုအချစ်ဆုံးกว่าအဲ့ဒီတော့ငါသူ့ရဲ့မေတ္တာကိုသာငါရရင်ငါဘက်မှာ အရာရာကိုပေးဆက်ဖို့အစဉ်နဲ့ပြင်ထားခဲ့တယ်ဒါပေမဲ့သူ့ရဲ့လုံရဲကြောင့်ငါရဲ့အိမ်မက်တွေပျက်စီးခဲ့ရတယ် ငါတို့အားလုံးရဲ့ဂုံတိတ်ခါတွေလည်းထိခိုက်ခဲ့ရတယ်။အဲ့ဒီအကြောင်းမပန်းရုံကငါဒီကနေ့အထိခွင့်မလွှတ်နိုင်ဘူးကွ။ဟုတ်ပြော၏။ထိုအခါမောင်ကြီးဆိုသောလူကြီးကစက်သားချောက်ဖို့ကိုဝါရင်ငါကတော့မပန်းရုံကိုခွင့်လွှတ်နိုင်တယ်ကွ။ဘာဖြစ်လို့လဲဆိုတော့မပန်းရုံကတန်ငါတဲ့ကိုမမျောလင်းပဲလက်ထက်လိုက်ရတယ်လို့ငါထင်တယ်။အရင်တော့ကမပန်းရုံဟာငါတို့သုံးယောက်ကိုလက်ထက်ဖို့ယူရခဲ့ပုံရတယ်။ငါထင်တော့သူဟာမမျောလင်းပဲ သူ့အမေရဲ့မှတ်တမ်းကြီးကိုဖတ်ပြီးတော့သူအားကိုးအားထားပြုနိုင်မယ်တန်ခါတဲ့ကိုလက်ထပ်လိုက်ရတယ်လို့တော့ငါထင်တယ်။ဟုတ်ပြီအဲ့ဒါဖြစ်နိုင်တယ်။မပန်းယုံကငါတို့သုံးယောက်ကိုဆွန့်ပစ်ပြီးတော့တန်ခါတဲ့ကိုလက်ထပ်လိုက်တာရှင်းရောင်းမန်ကလေးနဲ့ပတ်သက်နေတာဖြစ်နိုင်တယ်။ငါဟာဆယ်နှစ်လုံးလုံးဒီအကြောင်းကိုဘာလို့မတွေးမိတာလဲ။ဒီလိုဆိုရင်တော့မပန်းယုံကိုအပြစ်ဆိုတရားမရှိတော့ပါဘူး။မပန်းယုံမပန်းယုံအမှန်တကယ်တော့မင်းဟာ ငါတို့၃ယောက်တည်းကတယောက်ကိုရွေးတင်တယ်ကွာငါတို့၃ယောက်တည်းကတယောက်ဟာလေမင်းရဲ့အန်ဒီရဲ့ကိုကာကွယ်ပေးနိုင်တာပဲလေဟုတ်ပြောဤတူအကဥမောင်ကြီးကတက်ပြင်းချ၍မပန်းရုံကချင်းရောက်မှန်လေးနဲ့ပတ်သက်ပြီးအန်ဒီရဲ့ဆိုတာရိပ်မိပုံရတယ်သူ့အမေလက်ထက်တုန်းကလည်းချင်းရောက်မှန်နဲ့ပတ်သက်ပြီးတော့အန်ဒီရဲ့ရှိခဲ့ပုံရတယ်ဘာပဲဖြစ်ဖြစ်ပေါ့လေဒီအချိန်မှာတော့ချင်းရောက်မှန်ကလေးကိုအရယူနိုင်ပါပြီဟုတ်ကျင်းဝါဤတူအကဥရှိသူကရင်းနှီးရတဲ့ခေါက်ကိုငှဲ့တော့ရင်း ရှေးအောင်မန့်ကလေးနဲ့ပတ်သက်တဲ့ကိစ္စတခုကိုကျုပ်ဆွေးနွေးခြင်းနဲ့ကျုပ်ရဲ့ဆွေးနွေးချက်ကိုခမ်းမားလေးလေးနက်နက်စဉ်းစားပါ။ဘာကြောင့်လဲဆိုတော့မင်းနဲ့ငါဟာတမျိုးတည်းသားတွေဖြစ်နေလို့ပဲ။ကောင်းပြီလေ။ငါတို့နှစ်ယောက်ဘာဆွေးနွေးမှာလဲ။ငါတို့နှစ်ယောက်မှာဘာကိစ္စမှဆွေးနွေးစရာမရှိဘူးလို့ထင်တယ်။ထိုအခါဦးမောင်ကြီးကတိတ်ရှိတာပေါ့ကွာ။ဒီတခါမင်းနဲ့ငါထိတ်တိုက်တွေ့နေပြီလေ။ငါတို့နှစ်ယောက်စလုံးအင်အားကြီးတူတွေပဲ။ ရှေးရောက်မှန်နဲ့ပတ်သက်ပြီးတော့ငါတို့နှစ်ယောက်စလုံးတွေ့ရင်နှစ်ဖက်စလုံးအထိနာကြလိမ့်မယ်။ဒါကြောင့်ငါတို့နှစ်ယောက်ညှိနှိုင်းပြီးအလုပ်လုပ်ကြရင်ကောင်းလိမ့်မယ်လို့ထင်တယ်။ဟုတ်ပြော၏။ထိုအခါဦးချစ်သူကခေါင်းတညံ့ညံ့ညှိမ့်၍မင်းပြောတဲ့အထိပယ်ကိုငါသိပြီ။ငါတို့နှစ်ယောက်ပေါင်းပြီးရှေးရောက်မှန်ကိုအရယူကြရမယ်မဟုတ်လား။ထိုအခါဦးမောင်ကြီးကခေါင်းညှိမ့်၍ဟုတ်တယ်မင်းပြောတာမှန်တယ်။ရှေးရောက်မှန်လေးကိုရပြီးရတနာတိုက်ကိုတွေ့ရင်ငါတို့နှစ်ယောက်အညီအမျှခွဲဝေယူကြမယ်။ ဒါကြောင့်ခြေရောက်မှန်ကလေးနဲ့ပတ်သက်ပြီးတော့ငါတို့ထိတ်တိုက်တွေ့เสียမလို့တော့ဘူး။ဟုတ်ပြော၏။ထောကဥရှိတို့ကသဘောကျဟန်ဖြင့်ခေါင်းတဆက်ဆက်ညှိ၍မင်းရဲ့အကြံကငါသဘောကျတယ်ကွာ။ဘာကြောင့်လဲဆိုတော့အရင်တုန်းကငါတို့နှစ်ယောက်ဟာမပန်းရုံကိုရောက်ဖို့ကြက်ကုတ်ကြက်ခဲနဲ့ရှင်ပြိုင်ခဲ့ကြတယ်။ရန်သူကြီးတွေလိုတအူးနဲ့တအူးတိုက်ခိုက်ခဲ့ကြတယ်။ဒါပေမဲ့အခုချိန်မှာတော့ငါတို့နှစ်ယောက်စီလုံးပြီးတော့မပန်းရုံရဲ့ယန္တနာတိုက်ကိုရယူရမယ်ကွာ။ ဒါဟာဒေါ်ပန်းရောင်အတွက်ဆုံးကျုံးမှုတစ်ခုဖြစ်ပြီးတော့ငါတို့နှစ်ယောက်အတွက်တော့အောင်မြင်မှုပဲဟေ့မပန်းရောင်ဟာအလွန်လိမ်မာပါနဲ့တဲ့မိမတရားกว่าငါတို့ချော့တက်လို့တော့မရဘူးနော်သူဟာငါတို့မျိုးပေါ်ပြန်လာမှာကဘူးလေကြိုပြီးတော့ကြိုတွက်ထားပုံရတယ်ရှီအောင်မန်ကလေးနဲ့ပတ်သက်ပြီးတော့သူ့ဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်တယ်ဘလိုပဲဖြစ်ဖြစ်မပန်းရုံကငါတို့ကိုမရှင်းနိုင်ပါဘူးကွာ ငါတို့ကမြန်မာပြည်နဲ့လက်လှယ်ပြီးတော့ရင်းဆိုင်တိုက်ပွဲတွေအမျိုးမျိုးကြုံခဲ့ရတယ်။တခါတခါရှင်းအောင်ပြည်စီရဖို့အတွက်တားကောင်ချသလိုရလိုက်ရလိုက်တဲ့အခါတွေလည်းရှိတယ်လေ။နောက်ပြီးတော့ငါတို့ဟာအိမ်နီးချင်းနိုင်ငံတွေကလည်းလှက်ပတ်ပြီးတော့အစွမ်းပြခဲ့ကြတာပဲ။ဒါကြောင့်ဒေါ်ပန်းယုံဟာငါတို့ကိုမရှင်းနိုင်ပါဘူးကွာ။ငါတို့လက်ထဲရှင်းအောင်မှန်ကလေးကိုအပ်ရမှာပဲ။လောလောဆယ်တော့ငါတို့နှစ်ယောက်တော့တက်စာရှိဖို့တော့လိုလိမ့်မယ်နော်။ထိုအခါဦးစီထူက ခေါင်းတဆက်ဆက်ညှိပြီးထာယာမထရက်လိုက်ပြီးနောက်စိတ်ရပါဒီအချိန်ကစပြီမင်းရဲ့ငါရဲ့အင်ကြီးကိုအချိန်မီဝင်ထွက်နိုင်တယ်ငါတို့နေအောင်ချေးအောင်မှန်ကလေးကိုရဖို့အစွမ်းကုန်ကြိုးစားကြတာပေါ့ကွာဟုတ်ပြောဤထို့နောက်ဦးမောင်ကြီးနဲ့ဦးချစ်ထူးတို့သည်၎င်းတို့၏တပည့်တပန်းများနှင့်ချေးအောင်စရကြီးမှလမ်းခွဲပြီးထွက်သွားကြလေ၏အိမ်နေကြီးတွင်နေထိုင်ကြသူများသည်ရန်သူ၏သတင်းကိုအမြဲစုံစမ်းနေသောကြောင့် ။ဦးမောင်ကြီးတို့ရောက်ရှိနေတဲ့တရင်ကိုသိရှိသွားလေ။ဒေါ်ပန်းယုံသေး၎င်းတို့အားလုံးကိုအိမ်နေကြီးနောက်ဖက်ကြီးမွေပြူမနတ်ကုန်းရှိရာသို့ခေါ်ဆောင်သွားပြီ။ငါရဲ့ရန်တို့တွေတော့မြို့ထဲကိုရောက်လာကြပြီ။သူတို့ဟာငါထင်တဲ့အတိုင်းပဲချီအောင်မှန်ကလေးနဲ့ပတ်သက်ပြီးမမေ့နိုင်ကြသေးဘူး။ငါတို့မကြမီတိုက်ပွဲဝင်ရတော့မှသေချာတယ်။ထူအားကားချမ်းသာကြီးကဒေါ်ပန်းယုံကြီးမျက်နှာကိုကြည့်ပြီးကျုပ်တို့တိုက်ပွဲဝင်ရတော့မယ်ဆိုတာသေချာနေပြီ။ ရှင်းအောင်မန်ကလေးနဲ့ပတ်သက်ပြီးကျုပ်စိုးရိမ်နေတယ်။မန်ကလေးကိုဘာမှထိန်းသိမ်းထားတယ်ဆိုတာဒေါ်ပန်းယုံကျုပ်တို့ကိုဖွင့်ပြောပြဖို့အချိန်တန်ပြီ။ထို့အခါဒေါ်ပန်းယုံကသူ့တို့အားလုံးကိုမျက်လုံးဖွင့်ကြည့်ပြီး ရှင်တို့အားလုံးကိုပြောပြဖို့ကျွန်မဆုံးဖြတ်ထားပြီးပါပြီ။ဒါကြောင့်မွေပြူမရုပ်ထုရှိတဲ့နေရာကိုရှင်တို့ကိုကျွန်မခေါ်လာခဲ့တာပါ။ဟုတ်ပြောရင်ဒေါ်ပန်းယုံသည်မွေပြူမရုပ်ထုရှိရာသို့ဥတီရှောင်းလန်းသွားလေ၏။ထို့နောက်မွေပြူမရုပ်ထုကိုလက်ဖြင့်မာလာ၏။ ရုတ်တရက်အောက်တွင်အံဝက်သဒံပေါ်ပေါက်လာပြီဒေါ်ပန်းရောင်ကလက်ပြနှိုင်းလိုက်သောအခါအနက်ရောင်ပေါင်းတွင်ကွက်ထားသောမှန်ဟောင်းချေရောင်းမှန်ကလေးတစ်ချက်ထွက်ပေါ်လာ၏မှန်ပေါင်း၏အပေါ်တွင် အလွန်အနုစိတ်သော ကနှုတ်လက်ရများကိုတွေ့ရ၏ဒေါ်ပန်းရောင်ကချေရောင်းမှန်ကလေးကို သူတို့အားလုံးမြင်အောင်ထောင်ပြလိုက်ပြီဟောဒီမှန်ကလေးဟာကျမအမေကိုသူ့ရဲ့ရှစ်သူကိုဝန္နာပေးခဲ့တဲ့ရှစ်သက်လက်ဆောင်ကလေးပါပဲ။ ။ဒါကြောင့်ဒီရှေးအောင်မှန်ကလေးမှာအလွန်ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့နောက်ကျောင်းရာသပွင့်တွေရှိတယ်။မှန်ကလေးထဲမှာယန္တနာမြေပုံတစ်ခုရဲ့မြေပုံကိုထည့်သွင်းထားတယ်လို့သိရတယ်။ဒီယန္တနာတွေရဲ့မူလပိုင်ခြင်းဟာကျမအမေရဲ့ရှေ့သူကိုဝနာရဲ့ဘိုးဘွားပိုင်ယန္တနာတွေပါပဲ။သူတို့ဟာမျိုးရိုးစင်တဲ့ချမ်းသာကြွယ်ဝတယ်လို့သိရတယ်။ဒါပေမဲ့ဒီယတနာတွေရဲ့ပိုင်ရှင်ကိုတော့မသိကြမရှိကြတော့ပါဘူး။ဟုတ်ပြောလေရာတိဟကဝင်ရောက်၍ မိခင်ဤမျက်နာကိုကြည့်ကရှင်ရောင်းမန်ကလေးရဲ့အနောက်ကယရနာမြေပုံကိုအတော်ဖွင့်ကြည့်ပြီလားဒေါ်ပန်းယုံကခေါင်းခါရမ်း၍ရှင်ရောင်းမန်ကလေးကိုအတော်တစ်ချိန်တစ်ခါမှမထဖွင့်ပြီးတော့မကြည့်ဘူးဘာကြောင့်လဲဆိုတော့ဒီယရနာတွေကို အတော်စိတ်ဝင်စားတော့ပါချေအောင်မန်ကလေးကိုအတော်ပါကြောင့်ထိမ့်သိမ့်ခဲ့ရတာလေဆိုတော့မိဘရဲ့စကားကိုမြေဝင်မကြနားထောင်ပြီးမျိုးရိုးစင်သက်ထိမ့်သိမ့်ခဲ့တဲ့ပစ္စည်းတစ်ခုကို ူတော်ဘာရဲ့လက်ထက်မရောက်စေချင်လို့ပါဒါပေမဲ့အခုတော့အတော့ရဲ့စိတ်ကူးတွေပြောင်းလဲသွားခဲ့ပြီလေယတနာမြေပုံကိုရအောင်ရှာပြီအများအကျိုးရှိမဲ့နေရာတွေမှာအသုံးချရမယ်ဒါပေမဲ့လောလောဆယ်အတော်တို့လက်ထက်ကယတနာမြေပုံကို သူတော်ဘာလက်မရောက်ရအောင်ကြိုးစားရမယ်ဒီတော့အတော်ဆုံးဖြတ်ပြီးပြီမင်းတို့ရဲ့အချိန်မှာယတနာမြေပုံကို ရှာမယ်ပြီးတော့ရှင်ရင်ယတနာမြေပုံကို အလွတ်ကျက်ပြီးဖြတ်စည်းပြင်မယ်ဟုပြော၏ထို့နောက်ဒေါ်ပန်းယုံက ရှင်ရောင်းမန်ကလေးနောက်ကျောမှာအနက်ရောင်တက်သားပြားကိုခွာထုတ်လိုက်လေထို့သောခွာထုတ်ပြီးသောအခါတက်သားပေါင်ပေါ်တွင် ရေးရှစ်ထားသောအရေးအကြောင်းများကိုတွေ့ရလေထို့အရေးအကြောင်းများသည်လွန်စွာသိငင်လာ၏ရှမ်းဆောင်ကြီးဥပလသည်ဒေါ်ပန်းယုံရဲ့လက်ထဲမှရှင်ရောင်းမန်ကိုယူကြည့်ပြီးခေါင်းခါရမ်းလိုက်ပြီကျုပ်တို့ဒီအတိုင်းအလွယ်တကူအလို့ကျက်လို့တော့မရဘူးဗျဒီမန်ကလေးထဲမှာပါတယ်အရေးအကြောင်းတွေကိုကူးထားရမယ် ပြီးတော့စမ်းတက်ပြီးဖတ်ချူကြည့်ရမယ်။ဟုတ်ပြော၏ထို့နောက်ချမ်းသာကြီးဥပလကဥဆောင်၍မှန်ကြကလေးကိုဘုရားခန်းအတွင်သို့ယူဆောင်သွားလေ။ဘုရားခန်းအတွင်သို့ရောက်သောအခါဥပလကမှန်မောင်ကလေးအတွင်၏အရေးအကြောင်းများကိုဆက်ခုရွက်ပေါ်တွင်တေချာစွာရေးကူးလေ။ထို့သောရေးကူးပြီးနောက်ယတနာမြေပုံသည်လွန်စွာလူသူအယောက်ပေါက်နေလာတော့မြမပြည်အထက်ပိုင်းဟူးကောင်းကြိုင်ပွဲ၌ရှိကြောင်းသိရလေ။ ရှမ်းဆောင်ကြီးဥပလာကယတနာမြေပုံကိုကြည့်၍ကျို့ထင်တော့ဒီယတနာမြေပုံဟာအောက်ပြည်အောက်ရွာမှာပဲရှိလိမ့်မယ်လို့ထင်ထားတာဗျအခုဆိုရင်ယတနာမြေပုံဟာမြန်မာပြည်အထက်ပိုင်းမှာရှိနေပြီပဲဟုတ်ပြောဤဒေါ်ပန်းရောင်ကတက်ပြင်းချ၍ကျမကတော့အစကတည်းကယတနာမြေပုံကို အောက်ပြည်အောက်ရွာမှာရှိမယ်လို့မထင်ဘူးမြန်မာပြည်အထက်ပိုင်းမှာပဲရှိမယ်လို့ထင်တဲ့အတိုင်းဖြစ်လာခဲ့ပြီပဲ။ ထိုအခါအမွှာညီကိုနှစ်ယောက်ကအနောက်နှစ်ယောက်နဲ့တစ်ယောက်ကဟူးကောင်းချိုင်ဝမ်းဆိုတာကျုပ်တို့အတွက်တော့မစိမ့်ပါဘူးကျုပ်တို့ငယ်စဉ်ကဟူးကောင်းချိုင်ဝမ်းမှာကျင်းလေခဲ့ဘူးပါလေဟုပြော၏ထိုအခါဒေါ်ပန်းယုံကဝင်ရောက်၍ဒီလိုဆိုရင်တော့ယတနာမြေပုံရှာမဲ့အရေးမှာတော့မင်းတို့ညီကိုနှစ်ယောက်ရဲ့အစွမ်းကိုအများကြီးအသုံးချမှာဖြစ်မယ်အိမ်ပေါ်အမျိုးသမီးနှစ်ယောက်သုံးယောက်နဲ့တစ်ယောက်ကလည်းဝင်ရောက်၍ ဘလို့အခက်ခဲမျိုးနဲ့ပဲဂျုံဂျုံကျမတို့ကတော့အမေဘက်ကရင်ဆိုင်တိုက်ခိုက်မှာပဲထိုအခါတရားကဝင်ရောက်ပြီးဟူကောင်းချိုင်ဝမ်းကိုကျုပ်တခါမှမရောက်ဘူးသေးဘူးဟူကောင်းချိုင်ဝမ်းနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြပါလားဟူအမွာညူကိုနှစ်ယောက်ဘက်သို့လှည့်၍မေး၏ဟူကောင်းချိုင်ဝမ်းကအလွန်ကြည်ပြန့်တဲ့လွင်ပြင်ကြီးပြလွင်ပြင်ကြီးကိုအရှိအနောက်နဲ့မြောက်ဘက်တွေမှာတောင်တန်းကြီးတွေနဲ့ကာယံထားတယ်ဟူကောင်းလွင်ပြင်ဟာအလွန်ရှေးလျားတဲ့ တနိုင်ခအကြာမှာတည်ရှိတယ်။ဒီเจ้าကြီးမှာရွှေတွေအလွန်ပေါ်တော့ရွှေကျင်တဲ့လူတွေလည်းရှိတယ်။အရင်တော့ကဟိုးကောင်းလွင်ပြင်ဟာရွှေတွေအထက်များတော့မြန်မာပြည်တွေလက်ထက်မှာကြော်ကြတယ်။ဟိုးကောင်းလွင်ပြင်ရဲ့အနောက်ဘက်မှာအလွန်ကျယ်ပြန့်တဲ့ပတ်ကွိုင် တောင်တန်းကြီးရှိတယ်။ဟိုးကောင်းလွင်ပြင်မှာ တောစင်ရိုင်းတွေအလွန်ပေါ်တယ်။အဲ့ဒီအပြင်ကြောက်စိမ်းနဲ့အဖိုးတန်ရတနာမျိုးစုံတွေတွေ့ရှိနိုင်တယ်။ကျုပ်တို့ငယ်စဉ်ကဟိုးကောင်းမှာနေခဲ့ဘူးတော့ ဦးကောင်းတဲ့ပတ်သက်တဲ့အရာတွေကိုတော်တော်များများမှတ်မိနေလေရှိတယ်။ဟုတ်ပြော၏။တူအကားဒေါ်ပန်းယောကခေါင်းညိမ့်ပြီ။ဒီလိုဆိုရင်တော့ဦးကောင်းတွင်ပင်ကိုသွားတဲ့လမ်းမှာမင်းတို့ညီကိုနှစ်ယောက်ရဲ့အကူအညီတွေအများကြီးလိုတော့တာပေါ့။တူအကားတရားကဝင်ရောက်၍ကျုပ်တို့သွားမဲ့ခရီးလမ်းမှာတော့အန်ဒီရဲ့မျိုးမျိုးနဲ့ရင်ဆိုင်ရမှာပါပဲ။အတော့ရဲ့ရန်သူတော်ကြီးတွေကလည်းအနောက်ချက်မျိုးမျိုးပေးမှတေးချတယ်။ဟုတ်တယ်သူတို့ဟာအန်ဒီရဲ့အများဆုံးပေးမဲ့သူတွေပဲ။ ဘာပဲဖြစ်ဖြစ်ငါတို့ရဲ့ခရီးလမ်းကိုတော့မရောက်ရအောင်သွားရမယ်။ဟုတ်ပြောရင်စကားကိုအဆုံးသတ်လိုက်။ဒေါ်ပန်းယုံသည်ရန်သူများနှင့်ရင်ဆိုင်ကနေတွင်မွေးစားသားမောင်ရွှေများအတွက်ရတမအေးပဲရှိ။ထို့ကြောင့်မောင်ရွှေများနှင့်စကားပြောဆိုရန်အတွက်ဆုံးဖြတ်ပြီးမောင်ရွှေများရှိရာသို့ထွက်ခဲ့၏။မောင်ရွှေများသည်အိမ်ကြီးဤတနေရာတွင်တဲအိတ်ကြီးတအိမ်နှင့်လက်ဝိတ်ထိုးလေ့ကျင့်ရင်းအလောက်ရှုပ်နေဟန်ရှိ၏။ ဒေါ်ပန်းယုံသည်ရွှေများဆွဲချွနေသော မောင်ရွှေများ၏နောက်ကျောကိုကြည့်၍မောင်ရွှေများဟုခေါ်လိုက်မောင်ရွှေများသည် လက်ဝတ်လေးကျင့်နေရာမှရပ်၍ဒေါ်ပန်းယုံကိုလှည့်ကြည့်လိုက်ပြီးအမေဘာပြောချင်လို့လဲဟုမေးမြန်းလိုက်ဒေါ်ပန်းယုံသည်မောင်ရွှေများအနည်းတို့ခြောက်သွားပြီးအမေမှာအန်ရဲတွေဝိုင်းနေပြီမောင်ရွှေများမင်းဟာအိမ်နေကြီးမှာနေထိုင်နေတူပဲအမေရဲ့အတွက်အန်ရဲရှိရင်မင်းလည်းအန်ရဲနဲ့ရင်ဆိုင်ရမှာပဲ။ အမေရဲ့ရန်သူတော်ကြီးတွေဟာဒီမျိုးကိုပြန်ရောက်နေပြီသူတို့ဟာအလွန်လောဘကြီးပြီးရက်ဆက်ကြမ်းကြုတ်ကြတယ်တနေ့နေ့မှာသူတို့အိမ်ကြီးကိုရောက်လာကြလိမ့်မယ်သူတို့ဟာဥပဒေကိုနားလည်တဲ့သူတွေမဟုတ်ဘူးလူတယောက်ရဲ့အသက်ကိုဖက်ရွက်တရွက်လောက်တောင်တန်ဖိုးထားတဲ့သူတွေမဟုတ်ဘူးဒါကြောင့်လူလေးမှာအန္တရာယ်ရှိလာနိုင်တယ်ဒီနေ့ကစပြီးမြို့ထဲမှာလှည့်လည်သွားလာနေတဲ့ကိုရက်တန်းကရက်ပြီးတော့လူတွေအိမ်ထဲမှာပဲနေပါ ကျုံလည်းဒီလိုဖြစ်လာနိုင်တယ်လို့ထင်မိသားပါဒါပေမဲ့ကျုပ်ယောက်ျားပါသူတို့ကိုရင်ဆိုင်ဖို့ပါလေသူတို့ကိုဘာတပြန်ကြားတပြန်ပြန်ပြီးတော့ရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးသားပါဘာပဲဖြစ်ဖြစ်အမေစကားဝင်နားထောင်မှာငါသာအမေရန်သူတွေပက်လဲဝိုင်းနေတဲ့အချိန်မှာမင်းအိမ်ကြီးထဲမှာနေတာအကောင်းဆုံးပဲကောင်းပါပြီအမေစကားကိုဒီတစ်ချိန်တော့နားထောင်လိုက်ပါမယ် ဒါပေမဲ့အမေကျုံရဲ့အရေးချင်းကိုတော့ရှော့မတွက်ပါနဲ့ကျုံကအမေရဲ့ရှမ်းဆောင်တွေအိမ်မော်တွေထက်အရေးချင်းများကြီးရှိပါတယ်ဟု ပြောကာတဲအိတ်ကိုလက်တီးဖြင့်ဆက်၍ထိုးနေပြန်၏ဒေါ်ပန်းယုံသည်မောင်ရွှေမြထံမှဂတိစကားကိုကြားရ၍စိတ်အေးသွားရပြီးထိုနေရာမှထွက်သွားလေ၏ထိုရပိုင်းအတွင် မောင်တီအားတို့သည်ဒေါ်ပန်းယုံ၏ခြံဝင်းအတွင်ရန်သူများကိုကာကွယ်ရန်ကြိုတင်လေ့ကျင့်မှုများပြုလုပ်နေ၏ထိုချိန်တွင်ဒေါ်ပန်းယုံ၏ရန်သူများသည်အိမ်နေချင်းနှင့် ဘေးပတ်ပတ်လည်လွင်လာရောက်၍စောင့်ကြည့်နေကြ၏ကျန်ဆောင်ကြီးဥပလာသည်ဒေါ်ပန်းရုံ၏ရန်သူများအိမ်နေကြီးပတ်ဝန်းကျင်တွင်ရောက်ရှိနေကြောင်းရိတ်စားမိ၏ထို့ကြောင့်မောင်တီဟကိုခေါ်ယူ၍ငါတို့အားလုံးတတိရှိမှဖြစ်တော်မယ်ရန်သူတွေဟာအိမ်နေကြီးကိုဝင်စည်းဖို့ကြံရွယ်နေကြပြီငါတို့အိမ်နေအိမ်ကြီးဟာမြို့တော်မှာရှိပြီးတော့လူသူအယောက်ပေါက်ကင်းဝေးတဲ့အတွက်ရန်သူကလက်ရဲစရဲနိုင်မှာတေးချတယ် ဟုတ်ပြော၏တရားကပတ်ဝန်းကျင်ကိုလာရောက်ချောင်းမြောင်းနေသောရန်သူများကိုကြည့်၏ဒီကောင်တွေအများဆုံးဝင်ရောက်ရင်ကောင်းမယ်သူတို့ရှိနေတာနဲ့ဟူကောင်းကြံဝန်းကိုတွားမဲ့အစီအစဉ်တွေကနှောင့်နှေးကုန်ပြီဟာဒီကောင်တွေကမကြတော့ပါဘူးငါတို့အိမ်ကိုဝင်စည်းမှာဒီနေ့ညပဲဝင်စည်းလိုက်မယ်ထင်တယ်။ဟုတ်ပြော၏။ထိုအခါချမ်းဆောင်ကြီးဥပလကလည်းခေါင်းညှိ့၍ဟုတ်တယ်ဒီကောင်တွေငါတို့ခြံကိုစောင့်ကြည့်နေတာကြာပြီ။ ဒီနေ့ညာငါတို့အိမ်ကိုအကဲဆန်းတဲ့အနေနဲ့ဝင်စည်းလိုက်မယ်။ကျမရဲ့ရန်သူတွေမှာထိုးခြားမှုတစ်ခုဖြစ်နေတယ်။သူတို့ရဲ့အဖွဲနှစ်ဖွဲဟာရန်လိုတဲ့အရေးလက္ခဏာမတွေ့ရဘူး။ကျမထင်တော့သူတို့နှစ်ဖွဲပူးပေါင်းသွားပြီထင်တယ်။သူတို့စီးလုံးညင်ညွတ်သွားပြီဆိုရင်တော့ကျမတို့အတွက်ပိုပြီးခတ်သွားပြီ။ကျမတို့ရဲ့မူလအကြံစီကသူတို့နှစ်ဖွဲကိုရန်တိုက်ပေးဖို့ပဲ။အခုတော့သူတို့ကလက်ဦးသွားပြီ။ ကျမတို့ဟူကောင်းဆိုင်ဝန်းကိုအမြန်သွားမှာဖြစ်မယ်။ရတနာတွေကိုအမြန်ဆုံးချဖွေထားပြီးအများအကျိုးရှိတဲ့နေရာတွေမှာအမြန်ဆုံးလှူဒန်းပြရမယ်။ကျမတို့လက်ထဲမှာရတနာတွေမရှိတော့ဘူးဆိုရင်ဒီလူတွေကျမတို့ကိုဓားများတိုက်ဖို့မရှိတော့ပါဘူး။ဟုတ်ပြောရာချမ်းဆောင်ကြီးဥပလာကခေါင်းငိမ့်ပြီ။မပန်းယုံရဲ့အကြံစီကတိတ်ကောင်းတယ်။ကျွန်တော်တို့ကျုပ်တို့ရတနာတွေကိုအမြန်ဆုံးချဖွေပြီးတူးဖော်ရမယ်။ ပြီးရင်တိုင်းဒေသပြည်သည်အများအကျိုးကြီးမဲ့နေရာမှာလှူဒန်းပြင်မယ်။ကျိုးတို့လက်ထဲမှာရေဒနာတွေမရှိတော့ဘူးဆိုရင်ဒီကောင်တွေဘာလုပ်လို့ရမှာလဲ။မကြင်နဲ့ရင်ကျိုးတို့ကိုတိုက်ပွဲဆင်ပဲ။ဟုတ်ပြော၏။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့အပိုင်းခွင့်နဲ့စီစဉ်တင်ဆက်မှုကိုအီမာနင်ခတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ။ဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြတဲ့ကျွန်တော်တို့ရဲ့ညကောင်မတော်တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ။